မြန်မာနိုင်ငံမှာဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလုံခြုံရေးလိုင်စင်ရရှိထားတဲ့ပြပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Orido နဲ့ Telinor ကုမ္ပဏီတို့ကရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာလုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေပြီဖြစ်တယ်လို့အဆိုပါကုမ္ပဏီတွေကတာဝန်ရှိသူတွေကပြောပါရတယ်။အဲ့ဒီကုမ္ပဏီတွေဟာလိုင်စင်ရရှိခဲ့ပြီးချိန်ကနေ6လနဲ့8လအတွင်းမိုဘိုင်းဝန်ဆောင်မှုတွေပေးသွားနိုင်မှုဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။လက်ရှိဆောင်ရွက်မှုတွေမှာ ရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာမြေနေရငှားရမ်းမှုဆက်သွယ်ရေးတာဝါတိုင်းစိုက်ထူမှု network ထိစပ်မှုတွေကိုလှုံ့ဆော်နေပါတယ်။ဒီလိုဆောင်ရွက်မှုတွေကတဆင့်ရန်ကုန်တမြို့လုံးနီးပါးမှာဆက်သွယ်ရေးလွှမ်းခြုံနိုင်အောင်ဆောင်ရွက်သွားမယ်လို့ Orido ဆက်သွယ်ရေးကုမ္ပဏီကတာဝန်ရှိသူကပြောပါရတယ်။ Telino ကုမ္ပဏီရဲ့တာဝန်ရှိသူကတော့ဆက်သွယ်ရေးလုပ်ငန်းတွေစတင်လုပ်ကိုင်နေပြီးပြောထားတဲ့အချိန်ရောက်တာနဲ့ပြည်သူတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးမယ်လို့ပြောပါရတယ်။ အဆိုပါပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေဟာပြည်ရင်းဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တဲ့မြမဆက်သွယ်ရေးလုပ်ငန်းနဲ့ရတနာဘုံတယ်လီပို့ကုမ္ပဏီတို့နဲ့မျှတတဲ့အရှင်ပြိုင်မှုနဲ့လောက်ကင်သွားရမှာဖြစ်ပါတယ်။ပြည်ပဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကမိုဘိုင်းစင်ကတ်တွေကို7500နဲ့လိုတလောက်ရောင်းချပေးကဖုန်းခေါ်ဆိုကတွေကိုလည်း short ချသတ်မှတ်ပေးသွားမယ်အပြင်အင်တာနက်အသုံးပြုမှုကိုပါတစ်ပါးရရှိဖို့အတွက်စီစဉ်ဆောင်ရွက်နေရလို့သိရပါတယ်။